ျင်းနာမြင့်မြတ်တဲ့ဘရင်ဟိုးရှိတဲ့ချိန်တုန်းကအိန္ဒိယမှာမြင့်မြတ်တဲ့ဘရင်ကောင်းတစ်ပါးရှိခဲ့တယ်။သူ့နာမည်ကအာတောကာတဲ့။သူဟာအလွန်ခဲတဲ့နှစ်ပေါင်းထောင်ကျော်ကအုပ်ချုပ်ခဲ့တဲ့ဘရင်ပဲ။သူ့မင်းနစ်ပြည်ရောကလည်းတိတ်ကိုကျင်းပြတ်တယ်။သူ့လက်အောက်ခံမဟုတ်တဲ့မင်းနစ်ပြည်ရောဆိုလို့အိန္ဒိယမှာမင်းနစ်ပြည်ရောတစ်ခုပဲရှိတယ်။အာတောကာကဒီမင်းနစ်ပြည်ရောကိုအနိုင်တိုက်ရှင်တယ်။အနိုင်တိုက်လို့အမည်သွားရင် သူဟာဒရိုင်းပြည်လုံးရဲ့ရှင်သခင်တစ်ပါးဖြစ်ပြီပေါ့။မင်းနေပြီးတော့ ဒါကြောင့်သူကသူစစ်တပ်တွေအားလုံးစုပြီးအဲ့ဒီမင်းနေပြီးတော့ကိုတိုက်တော့တာပဲအတိုက်ခံမင်းနေပြီးတော့ကလည်းရေးရဲရေးရင်ခုခံကြတာပဲဒါပေမဲ့လည်းအတော့ကရဲ့အင်အားတောက်တင်းတဲ့တောက်တင်းတဲ့စစ်တပ်ကြီးတန်းကိုကျင့်ကြံမခံနိုင်ဘူး ။ဒါပေမဲ့အတော့ကရဲ့အင်အားတောက်တင်းနဲ့စစ်တဲ့ထံကိုကြကြမခံနိုင်ဘူးစစ်ပွဲတိုင်းမှာသူကိုရှုံးကြရတယ်။သူတို့အများကြီးအသက်ခံကြရတယ်။တိုက်ပွဲမှာမသေးတဲ့လူတွေကတော့လွတ်ရလွတ်ကြောင်းထွက်ပြေးကြတာပေါ့။ထွက်ပြေးလည်းမလုပ်ဘူး။အတော့ကရဲ့စစ်သားတွေကလိုက်ဖမ်းပြီးကလေးကြတာပဲလွတ်လွတ်သွားတဲ့သူတွေကတော့တတော်တဲမှာ ပုံနေကြတယ်ပုံနေပြန်တော့တာရဲတိရစ္ဆာန်တွေကတက်ခက်စားတော့စားတော့ခံရပြန်တယ်အများစုကတော့စားစရာမလိုလို့တည်သွားကြရတယ် ဘယင်အတော့ကကအနိုင်ရပါတယ်ဒါပေမဲ့သူယူယူမကြုံယူကြုံမရလောက်အောင်ဖြစ်နေတယ်စစ်ပွဲကြောက်ခံစားရတာတွေအနာတရဖြစ်ခဲ့ရတာတွေအတွက်သူတိုက်ကိုစိတ်ထိကြိုက်သွားတယ်ဒီတော့အနိနာရင်တွေအားလုံးရဲ့တရားခံဟာသူဝဲလို့ခံစားလိုက်ရတယ် ဒါကြောင့်လေဒီလိုကိစ္စမျိုးပဲတော့မှတီထက်မလုပ်တော့ဘူးတော့ဆုံးဖြတ်လိုက်တယ်။နောက်ပိုင်းဘယ်နိုင်ငံဘယ်ဘရင်ထဲမှာ sim တိုက်တော့ဘူးအပြစ်မဲ့သူတွေဘယ်တော့မှလည်းပြန်ဖြစ်ရမခံတိတော့ဘူး။ဒီအဆုံးဖြတ်နေပဲသူကအမိန်ထုတ်လိုက်တယ်သူ့နိုင်ငံအပြင်မှာတက်ဖြတ်တာမရှိသေးတာတရှိအားလုံးကိုချင်းချင်းနာနာဆက်ဆံရမယ်။တရှိရတာမဟုတ်တိတ်ဆက်များကိုလည်းကျင်းနာဆက်ဆံရတနေ့မှလူနှစ်ယောက်ဘရင်အတော့ကရှေ့မှာရောက်လာကြတယ်။ ရောက်လာသူနှစ်ဦးအနက်တဦးကချမ်းသာပြီးတဦးကဆင်းရဲတယ်ချမ်းသာသူက မြင်းတကောင်ကိုစီးလာတယ်သူ့ကိုဘရင်ရှိတော်မှအရောက်ခေါ်လာသူကဆင်းရဲတယ်ဆင်းရဲသူကဘရင်ကိုတင်လျှောက်တယ်သူ့မှာမြင်းတကောင်ရှိတဲ့ဒီမြင်းကိုငွေငွေပြား၂၀နဲ့တထေးကိုရောင်းဖို့တဘောတူခဲ့တယ်ဒါပေမဲ့သူ့တထေးက ထီးကလှပြားပဲပေးကြတဲ့တထီးကငင်းကိုယူသွားပြီးအပြားတပြားမှထပ်မွေးတော့ဘူးတဲ့ဒီတော့အတော့ကကချမ်းသာသူကိုဒါအမှန်ပဲလားလို့မေးလိုက်တယ်ချမ်းသာသူကစင်းရဲဒါပြောတာတွေကိုငင်းတယ်သူကတမတ်ထားတဲ့ဈေးအတန်ကိုလှပြားပဲပေးတာလို့ဘယင်ကိုရှောက်တင်လိုက်တယ်ဒီတော့ဘီရင်ကမြင်းတံမျိုးဘာကြောင့်နည်းနေရသလဲလို့မေးတော့ချမ်းသာသူကမြင်းကြောပေါ်မှာအနာရှိနေလို့လို့ရှောက်တင်လိုက်တယ်။ဒီတော့ဘီရင်က သူ့အရာရှိတရားကိုမင်းသားစစ်ဖို့ခိုင်းလိုက်တယ်။သွားစစ်တော့ဟုတ်တယ်။ကြောမှာအနာကြီးနဲ့အကြောင်းစံကိုတိလိုက်ရတော့အတောကကချမ်းသာသူကိုဒေါသနဲ့ကြိလိုက်တယ်။ပြီးတော့အနာရှိနေတဲ့မင်းကိုစီးလာတာဟာတိတ်ကိုရက်ဆက်တဲ့အပြုမူပဲ။မင်းခမရဘယ်လောက်နာရှာမလဲလို့ဘီယူနာစကားနဲ့ပြောလိုက်တယ်။နောက်ဆုံးမှာဘေးရင်ကချမ်းသာသူကိုတင်ပါဖြစ်လို့ကျွန်တော်အမိန်ကိုမနာခံရတဲ့လေတိရစ္ဆာန်အလုံးကိုအကြီးကြီးနော်နော်ဆက်ဆံရမယ်။ ဆိုတာမတည်ဘူးလားတင်ဟာဒီမျိုးကိုတိုက်ရက်ဆက်တယ်ဒါကြောင့်တင်ကိုကျွန်တော်ငွေပြား၁၈ပြားတန်ခတ်လိုက်တယ်အဲ့ဒီငွေပြား၁၈ပြားကိုစင်ရသာကယူစေမင်းကတော့မင်းကိုတော့ဘယ်သူမှမရဘူးအနာရောက်တဲ့အထိစေးရုံမှာပဲထားရမယ်လို့အမိတ်ချလိုက်တယ်ပုံမီလေးရတော့ဒါပါပဲခင်ဗျာအောင်ကောင်းမြတ် re channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးနော်ကျေးဇူးတင်ပါတယ်ခင်ဗျာ